အနိုင်ကျင့်လို့ရှိရင်ဘလို့ဖြစ်တတ်တယ်လဲဆိုတဲ့ဇလန်းလေးတပုတ်ကိုသင်္ကန်းစာအဖြစ်မှတ်တမ်းတင်ပြီးတော့ကြည့်950ဇာတ်ထဲမှာ အနိုင်ကျင့်တဲ့ပုဂ္ဂိုလ်ဟာနောက်တစ်ချိန်ကျတော့ဘလို့ဒုက္ခရောက်တယ်ဆိုတာပြောဘလို့ဒုက္ခရောက်တတ်တယ်လောကလူတို့လူခါနိုင်နေတဲ့အချိန်မှာကျတော့သူအနိုင်ကျင့်တာပဲတနေ့ကျတော့အချိန်နေဆိုတာပြောင်းသွားတာသိတယ်လေနိုင်တော့ကအနိုင်ကျင့်ထားတယ် တချိန်ကျတော့သူဟာအနိုင်ကျင့်နိုင်တဲ့အားတွေမရှိဘူးဆိုတဲ့အချိန်မှာပျက်စီးဆုံးရှုံးတတ်တယ်ပေါ့ဒါကြောင့်မို့တန်ဝေကအလွန်ရစရာကောင်းတယ်ကိုကအသာစီးရနေတဲ့အချိန်ပေါ်မှာ သူများကို မဖိရဘူးအနိုင်မကျင့်ရဘူးအသာစီးရနေတဲ့အချိန်မှာကိုကညတာရမယ်ဆိုတဲ့လူရဲ့စိတ်နေသဘောထားတွေကိုလူတိုင်းလူတိုင်းဟာခံယူပြီးတော့ထားရမှာဖြစ်တယ်ဒီဇာလန်းလေးကတော့သင်္ကန်းစာယူဖို့အတွက်ဟောထားတာပဲဖြစ်တယ် အဲ့ဒီမှာဒီတော်ကြီးတစ်ခုတည်းမှာဆင်အုပ်ကြီးကဖြတ်ပြီးတော့သွားတဲ့လမ်းကြောင်းရှိတယ်။အဲ့ဒီဆင်အုပ်ကြီးဖြတ်သွားတဲ့လမ်းကြောင်းမှာဒီစားကလေးတစ်ကောင်အင်းအားမရှိတဲ့စားကလေးတစ်ကောင် အတိုက်ကလေးလှုပ်တာချုံပေါ်မှာအတိုက်ကလေးလှုပ်တာလှုပ်တာတော့အဲ့ဒီအတိုက်ထဲမှာဥလေးနှလုံးဥထား မကြခင်မဲ့အဲ့ဒီဥလေးနှလုံးကနေပြီးတော့စာပေါက်စာလေးတွေကလေးလေးတွေပေါက်လာခုဒီနောက်မှလည်းပဲရှိတာပဲတစ်ပင်ပေါ်မှာစာတိုက်ကလေးတွေနော်အဲ့ဒါလိုအတိုက်ကလေးလှုပ်ပြီးတော့ဥလေးတွေဥထားပြီးအကောင်သေးသေးလေးတွေအဲ့တော့စာကလေးဆိုတာသူ့မှာဘာအင်အားမှမရှိရှာသူ့ကလေးလေးတွေကိုသူကာကွယ်တယ်ဆိုတာမိထက်ယုံမရှိတယ်ကျွေးခြင်းကျွေးမယ်အောင်းရင် အောင်းမယ်ဒါတော့ပဲရှိတယ်သူကဘာမှခုခံကာကွယ်တယ် သူ့မှာပြောင်းလဲမရှိဘူးဓာလဲမရှိဘူးဟုတ်အဲ့ဒီလိုအခြေအနေမျိုးမှာဆင်အုပ်ကြီးကသူ့အတိုက်ရှိတဲ့ခြုံလမ်းကြီးကိုဖြတ်လာခဲ့ဆင်အုပ်ကြီးတက်လာတဲ့အခါမှာခေါင်းဆောင်ဆင်ကြီးရှေ့ကိုသူကသွားပြီးတော့အမှုရာနဲ့ဆင်ကြီးကိုပြောပြတယ်။ဘာပြောတော့ဆိုဝဏမိတံကုံစရတတ္ထိဟာယနာ စင်ဆိုတာအနည်း60ရဲ့နောက်ပိုင်းမှာအင်အားရောကြသွားတယ်တဲ့စင်ရဲ့အင်အားဟာအနည်း60အတွင်းမှာပဲရှိတယ်အခုခေတ်စင်နေတော့ဘယ်လောက်ရှိတယ်တော့မသိဘူးစင်သမားမေးမှရမှာစာထဲမှာတော့တတ္ထိဟာယနာဆိုစင်ရဲ့အသက်60နောက်မှာရောတယ်လူတွေလည်းပဲ60ဆိုရင်တော့ရောသွားတာသိကြတယ်နော်60ကြော်သွားလို့ရှိရင်သူဟာအင်အားတွေရော့သွားတယ်။အာရိညကံယူထပတိယသတ္တိ သူကဆင်းအုပ်ကြီးကိုခေါင်းဆောင်ပြီးတော့လာတဲ့ဆင်မင်းကြီးအဲ့ဒီဆင်မင်းကြီးကိုသူကပက်ခေဟိတံပင်စတိကံကရောမိအတောင်ကလေးနှစ်ဖက်ဖြန့်ပြီးတော့ဆင်မင်းကြီးကိုရှ िख ိုးပါတယ်မာမေဝတိပုတ်တကေထုတ်လာရအာမရှိတဲ့ကျွန်တော်မရဲ့တားကလေးတွေကိုမတက်ပါနဲ့တခြားလမ်းကသွားပါဒီလမ်းကသွားရင်ဆင်ဆိုတဲ့အကောင်သွားရင်ဆင်သွားလမ်းဖြစ်လေ chồng ngã đen lên thoại thì con lấy để công ty ra mà ai là người tự gạt, lang ngã để chưa tiền bị rồi đóng mà ai là lụt đóng mà lại để khai chả đó em đã chân nào để ăn xí để nhà ta chân xí để anh em chân đã để xin gì à, phá biểu rồi đi xây nhà, ngã cả quay bên mình xem tôi tá tu mi lì để xí để chồng người từ gạ khóa bị rồi giặt thằng lại တခြားဆင်တွေကဘေးကနေရှောင်ထွက်သွားကြသူကနေပြီးတော့ဆင်ကြီးကအဲ့ဒီခြုံပေါ်မှာယက်နေလိုက်တယ်ယက်နေလိုက်တော့သူ့အတိုက်ဟာမပြည့်စည်တော့ဘူးဆင်အုပ်ကြီးကသူ့လမ်းသူ့သွားကြအဲ့ဒီလိုကာကွယ်ပေးလိုက်ပြီးတော့အားလုံးဆင်တွေကလွန်မြောက်သွားပြီဆိုတဲ့အခါကျဘာပြောခဲ့တုန်းဆိုအေးငါတို့နောက်မှာဆင်ကောင်လာလိမ့်မယ်အဲ့ဒီကောင်ကငါပြောတဲ့စကားနားထောင်မှမဟုတ်ဘူးငါနဲ့လည်းမတည့်ဘူး तू ကတကောင်နဲ့နေတာ မင်းအဲ့ဒီကောင်းကိုလည်းသွားပြီးတော့တောင်းပန်လိုက်အောင်တောင်းပန်လိုက်ပါသူ့ကိုမင်းပေါ်မှာညှက်တာဖို့မင်းတောင်းပန်လိုက်ပါလို့ပြောလိုက်တဲ့အခါကျတော့အဲ့ဒီစာကလေးကစာငှက်မလေးကသွားပြီးတော့တကောင်နဲ့နေတဲ့သင်ွယ်ဆင်ကြီးလာပြီးအဲ့ဒီလမ်းကြီးတိုင်းဆိုင်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 ဒီလမ်းပေါ်ကဖြတ်မှာပဲသူလည်းလာတဲ့အခါသူကခုနလိုပဲဝဏမိတံကုံစရာဧကစာရီ တူတဲ့နေတဲ့ဦးစင်မင်းကြီးအာရိညကံပပတတာရနုခောစရတောအုပ်တောင်ဆောင်တွေပေါ်မှာကျက်စားတဲ့တင်စင်မင်းကြီးကိုပက်ခေဟိတံပင်စကံကရောမိအတောင်နေနဲ့ဟိုအလေးပြုပါတယ်ရှ िख ိုးပါတယ်ဆလုလုပ်ပါတယ်ပေါ့ပြောတာပေါ့နော်ဆလုလုပ်ပါတယ်မာမေဝတိပုဒ္ဒကပုဒ္ဒကေဒုက္ခလာယ အအာမရှိတဲ့ကျွန်တော်မရဲ့သားငယ်ကလေးတွေကိုမသေးပါစေနဲ့မဖြက်စီးပါနဲ့ပြောလိုက်တယ်အဲ့လိုပြောတဲ့အခါကျတော့အဲ့ဆင်ကြီးကမျက်ထောင်နေကြီးနဲ့ကြည့်ပြီးမင်းပါပြောတယ်မင်းပြပြောတယ်ဆိုပြီးဝဋိတ္တမိတေလတုကိကေပုဒ္ဒကာနဲ့ဟေ့ငှက်မမင်းရဲ့သားတွေကအကုန်တတ်ပြစ်မယ်နော်မင်းရဲ့သားတွေကိုငါအကုန်တတ်မယ်ကိမ့်မွန်တုဝန်ကာဟတိ မင်းငါဘာတတ်နိုင်မှာလဲငါတတ်လိုက်ရင်မင်းငါကိုဘာတတ်နိုင်မှာဒုပ္ပလာတိမင်းမှာအားမရှိဘူးတတံသာတာနိပိတာရိတိနာမင်းလိုငှက်တည်းအကောင်တသိမ့်မဲ့လာပါစေငါမမှုဘူးဝါမေနပါရိနပါဖို့တရားဟောဒီငါခြေထောင်းနဲ့အကုန်နင်းခြေပြစ်မယ်ဆိုပြီးရဲရဲဆက်ဆက်အနိုင်ကျင့်ပြီးတော့မလုတ်ပါနဲ့ဆိုတော့မှအဲ့ဒီခြုံကြီးကိုတခါတည်းနင်းခြေပြလိုက်တယ် ခြုံကြီးကိုဆွဲရံပြည့်ယုံတယ်မကဘူးခြေထောက်နဲ့အကုန်နင်းချင်လိုက်တော့အဲ့ဒီမှာဟိုငက်မလေးကဝမ်းနဲ့ပန်းနဲ့တစ်ပင်တစ်ပင်မောကနေချိကလေးလေးတွေအကုန်သေးကုန်ပြီခြုံကြီးလည်းကြေမွသွားပြီဝမ်းနဲ့ပန်းနဲ့ချိနေရှာပြီးတော့သူကမလုပ်တော့ဘာပြောတော့ဆိုငက်ဆိုတော့အန်သာပါတော့ပါလာမပါလာအန်ကျိတ်တယ်ပေါ့လူတွေဆိုအန်ကျိတ်တယ်ပေါ့နော်သူက အဲ့ဒီငှက်ဒေါသဖြစ်ပြီးတော့သူဘာပြောလဲနာဟေဝတပ္ပထပလီနာကိစ္စအမြဲတမ်းအင်အားအသုံးပြုပြီးအနိုင်ချင်းလို့မရနိုင်ဘူးတဲ့လောကကြီးမှာနော်ငါအားရှိတယ်ဆိုပြီးတော့အနိုင်ချင်းချင်းလို့မရဘူးတဲ့ဗလန်ဟိပါလတ္တဝရာယဟောတိအင်အားဆိုတာဟာလူမိုက်တွေအတွက်သူတို့သိဖို့အတွက်သာဖြစ်လာ အားရှိတိုင်းအနိုင်ကျင့်ရင်လို့မရဘူးတဲ့ခရိတံမိတေနာကကုံစရာသအနတ္ထမင်းရဲ့အကျိုးမဲ့ကိုငါလုပ်မယ်ယောမေဝတိပုဒ္ဒဂေတုလာယအားမရှိတဲ့ငါရဲ့သားပေါ့သားငယ်သားသမီးငယ်လေးတွေကိုမင်းတပ်ပြစ်တယ်မင်းရဲ့အကျိုးမဲ့ကိုငါလုပ်ရမယ်ဆိုပြီးတော့အဲ့ဒီငှက်ကလေးကချိန်ဝါပြီးတော့သူကဘသူစီသွားတော့ဆိုရင်ကြီးတကောင်နဲ့မိတ်ဆွေဖွဲ့တယ် ကြီးကိုမိတ်ဆွေဖွင့်တယ်အဲကြီးကိုမိတ်ဆွေဖွင့်နောက်တစ်ခါရှင်မမင်းရင်ရှင်မရှင်ရင်ကောင်းကိုလည်းတွားပြီးတော့ရှင်မမဲရိုင်းကိုလည်းမိတ်ဆွေဖွဲ့တယ်ပြီးတော့ဖားရကောင်ကိုလည်းမိတ်ဆွေဖွဲ့တယ်မိတ်ဆွေဖွဲ့ပြီးတော့ခင်မင်းရင်းနေလာပြီဆိုရင်တို့ကမင်းဘာကူညီရမလဲတုံးနဲ့တူမေတ္တာဖြစ်လာပြီဆိုတော့ဘာကူညီရမလဲဆိုကြီးကိုသူကကူညီတောင်းတယ် ဟိုမှာစင်စိုးကြီးရှိတယ်ဒီလမ်းအမြဲသွားတယ်အဲ့တော့အခွင့်သာလို့ရှိရင်သူ့မျက်လုံးကိုနှုတ်သီးနဲ့ပေါက်အောင်နော်ဒဏ်ရာရတော့အောင်လှုပ်ပေးပါနော်ဒဏ်ရာရတော့အောင်လှုပ်ပေးပါမျက်လုံးနှစ်ဖက်စလုံးဒဏ်ရာရအောင်နှုတ်သီးနဲ့ဆိတ်ပေးပါလို့ကြည့်ရမပူနဲ့တဲ့ငါလှုပ်ပေးမယ်ဆိုပြီးဆင်ကြီးအိတ်နေတဲ့အချိန်တို့မျက်လုံးနှစ်ဖက်ကိုဆိတ်ဖောက်တယ်အနာဖြစ်အောင်လှုပ်လိုက်တာပေါ့ အဲ့လိုအနာဖြစ်လာပြီဆိုတဲ့အခါရှင်မမယင်းရင်ကမလုပ်တော့သူမလုပ်ပြအောင်လဲဆိုအဲ့ဒီထံရထဲမှာဥချပေးပါပေါ့ဆိုတော့ရင်မမယင်းရင်ကလည်းဥချပေးလိုက်တယ်နှစ်ဖက်စလုံးလောက်တွေကထိုးရှင်ကြီးကနောက်ဆုံးမှမျက်လုံးကွယ်သွားတယ်အဲ့ဒီမျက်လုံးကွယ်သွားတဲ့အခါကျတော့သူဟာသူသွားတဲ့လမ်းတဖြည်းဖြည်းအစာရေစာခက်ခဲလာတဲ့အခါကျတော့ရေရှာတယ် ရေရှာဖို့ရေရှိတယ်ဆိုတဲ့နေရာဖားကအတန်ပေးတာပေါ့တောင်ထိပ်တက်ပြီးတော့ဖားကအတန်ပေးတယ်ဖားတန်ကြားလိုက်တဲ့အခါကျတော့အင်းခါတိုင်းဖားတန်ကြားတဲ့နေရာရေရှိတယ်ဆိုဆင်ကြီးကလိုက်လာဖားတန်ကြားတဲ့စီလိုက်လာလိုက်လာတဲ့အခါဖားကပြုတ်ခနဲ့ဆို အောက်ခြိုက်ထဲခုံချပြီးခြိုက်ထဲကအတန်ပေးပြန်အဲ့ဒီမှာဟာရေကဒီနားမဟုတ်ဘူးဖားတန်ကဟိုဘက်ကဆိုပြီးအောက်လည်းအဆင်းလိုက် စင်ကြီးဟာကျွံပြန်ကြသွားတယ်။တောင်ဆောင်ကနေပြီးတော့ကျွံပြန်ကြသွားတယ်။နော်။အကောင်ပေါက်ဆံလေး၃កောင်ကဝိုင်းပြီးတော့ဖန်နေလိုက်တာ။အားမရှိကြဘူး။ကြီးကန်းဆိုရလဲဘာမှအားရှိတာမဟုတ်ဘူး။နော်။ဒီစာကလည်းဘာမှအင်အားရှိတာမဟုတ်ဘူး။ရှင်မမဲရိုင်းဆိုရလဲဘာမှအားရှိတာမဟုတ်ဘူး။ဖားကလည်းဘာမှစွမ်းနိုင်တာမဟုတ်ဘူး။သို့သောသူတို့ဟာအကွက်ဆင်ပြီးတော့လုံးလိုက်တဲ့အခါဆင်ကြီးဟာဒုက္ခရောက်သွား သူတို့လုံရတဲ့ဆင်ကြီးဟာတောင်ပေါ်ကနေချွန်ပြန်ကြပြီးတော့သိဆုံးသွားတယ်။အဲဒီမှာသူကဆင်ကြီးပေါ်မှာလမ်းလျှောက်ပြီးငါသားငါသမီးတွေကိုတတ်သွားတဲ့ဆင်ကြီးဆိုပြီးတော့ဝန္တာအာရသူ့ရဲ့တောကကိုပြန်နေဖြည့်ရှင်းတာပေါ့နော်။ရံညှို့ဖွဲ့ပြီးတော့ရံပြန်လောက်တာပေါ့။ဒါကြောင့်မို့ မြတ်စွာဘုရားကအဆုံးမှာကြတော့တတိပေးတယ်သူတို့ပူပေါင်းပြီးတော့ဆင်ကြီးတကောင်တေအောင်လောလဲကြတယ်ပတ္တဝေရတဝေရိဏရံကိုရံနဲ့ပြန်ပြီးတော့တုံလိုက်ကြတယ်ဒါပေမဲ့လို့တဲ့ဒီလိုကလေးစားခြေတာမျိုး မလုပ်သင့်ဘူးတတမဟိဝေရံနဂိရထအပိယနာပိကေနစီကိုယ်နဲ့မတည့်တဲ့လူနဲ့ပတ်သက်ပြီးတော့လည်းပဲအဲ့လိုဒုက္ခရောက်အောင်တော့မလုပ်သင့်ဘူးလို့ မြတ်စွာဘုရားဆုံးမစကားမိန့်ကြားတယ်ပေါ့ဒီနေရာမှာမြတ်စွာဘုရားကအနိုင်ကျင့်ခြင်းရဲ့အပြစ်အခုလိုနောက်ဆုံးမှာဒုက္ခရောက်တတ်တယ်ပေါ့ဒါကြောင့်မို့အဲ့ဒီလိုသူများဒုက္ခရောက်အောင်တော့မလုပ်သင့်ဘူးသို့တော့အနိုင်ကျင့်တာမကောင်းဘူးအနိုင်ကျင့်ခြင်းကြောင့်သူဟာဒီအဖြစ်ဆိုးကိုကြုံရတာဖြစ်တယ်ဝေရဏကိရထအပိယေနပိကိနစီ ကိုနဲ့ရန်သူပဲဖြစ်ပါစေဘု து ပေါ်မှာကလဲစားချေတာမျိုးမလုပ်သင့်ဘူးလို့မြတ်စွာဘုရားကဒီဇာလန်းကိုခေါ်ကြပြီးသင်္ကန်းစာယူခိုင်းတာပေါ့အဲ့တော့လောကမှာညာတာခြင်းဆိုတာကရုဏာတရားရဲ့သရုပ်ဖြစ်လို့အချင်းချင်းညာတာတဲ့စိတ်ဓာတ်တွေမွေးမေတ္တာကရုဏာတရားတွေကြီးမွားအောင်လုပ်ပြီးတူတူညာတာတဲ့စိတ်ဓာတ်တွေလူတွေရဲ့ဂုဏ်သိက္ခာအနေနဲ့ထိမ့်သိမ်းဆောင်ရှောက်ကြပြီး အနိုင်ချင်းချင်းဆိုတဲ့မကောင်းတဲ့စိတ်ဓာတ်မျိုးတွေကိုကိုယ်တဏ္ဏမှာမရှိအောင်ဖယ်ရှားကြရမှာဖြစ်ပါတယ်။တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အနိုင်ချင်းချင်းနဲ့ညှာတာချင်းဆိုတဲ့အရာနှစ်ခုဟာအနိုင်ချင်းချင်းဟာအလွန်မကောင်းတဲ့ဆိုးဝါးတဲ့စိတ်နေသဘောထားဖြစ်ပြီးလောက်ရက်ဖြစ်ပြီးညှာတာချင်းဟာအလွန်ကောင်းမြတ်တဲ့ကရုဏာတရားရဲ့တရုပ်ဖယ်ဖြစ်တယ်။ဒါကြောင့်တို့တွေတွေဟာအနိုင်ချင်းချင်းဆိုတာဘယ်ခါမှမလောက်ဖဲ့ ညတာချင်းဆိုတဲ့သဘောတရားငါတို့တဏ္ဍမှာမေတ္တာအခြေခံပြီးတော့ယဉ်တဲ့နှလုံးထဲကဒီအနိုင်ကျင်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ဒေါသတရားကို ရှင်းပြကြမှဖြစ်မယ်လို့ကိုစီကိုစီ မှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာရှင်းသုံးနိုင်ကြပါစေကုန်တည်း